Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်ဆရာပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့မဟာတကြံအကြနှင့်တီလာဘေးတရားပွဲ ကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီမင်္ဂလာကဘာရေးစီတော့ကဘကအဖွဲ့များမှ ကြီးမှုကျင်းပအပ်တဲ့မဟာတကြံကာလာတီလာဘေးတရားပွဲအခမ်းအနားကိုတော့ဂျမန်နေဖေဖော်ဝါရီလ23ရက် တကြံအကျိုးနေ့မှာစတင်ပြီးကျင်းပပြုလုပ်ခဲ့တာဖြစ်သလိုဒီကနေ့တကြံအကျနေ့မှာလည်းဒုတိယမြောက်နေ့အဖြစ်ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါဗျ။အဆိုပါအခမ်းအနားမှာ Everything အပေါင်းတို့ကနမောတတ၃ချိန်ရုပ်စုကအခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီးနိုင်ငံတော်ပြည်ရည်သာသနာတက္ကသိုလ်ရန်ကုန်ကတိကဆရာတော်ဗဒနာအာဆရထံမှာမဝင်ကတီလာခံယူဆောက်တည်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ဆရာတော်ဘုရားအားလူဝဲဝတ္ထုပစ္စည်းများစက္ကလူရန်ခဲ့ပြီးလူရန်မှုအစုစုတို့အတွက် ရေဇက်သွန်းချအများပေးဝေက အခမ်းအနားကိုဗုဒ္ဓသာသနာစီရင်တည်ထူသုံးချင်ရွဆို၍အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။ဒီကနေ့ကျင့်ပပြုလုပ်ခဲ့တဲ့မဟာတကြံကာလာတီလာဘေးတရားပွဲအခမ်းအနားအစီအစဉ်ရဲ့အကြံဉာဏ်တော်နိုင်ငံတော်ပြည်ရည်သာသနာတက္ကသိုလ်ရန်ကုန်ကတိကဆရာတော်ဗဒ္ဒနာအာဆရာအား နဝကာမအလူငွေ၄သိန်း8300နဲ့လူဝယ်ပစ္စည်းများဖြစ်တဲ့သင်္ကန်းဒိစုံ၈စုံနဲ့သင်္ကန်းတချင်အားစက်ကလူရန်နိုင်ခဲ့တယ်လို့သိရပါဗျ။